ောင်းလန်းဆုံးပယောကနဲ့ပြူစားခံရပြီးဒူးဆန်းစွာအကွဲလွန်သွားတဲ့ဝင်းဦးရဲ့အကြောင်းထွက်ပေါ်လာပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လင် insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရပိုင်း internet ပေါ်မှာပြန့်နှံ့နေတဲ့သတင်းတပုတ်ကတော့တရုတ်ဆန်ဝင်းဦးဟာတရူတရူမဟုတ်ပဲအောင်းလန်းအမောင်ပယောကရင်းနဲ့ဒူးဆန်းစွာအကွဲလွန်သွားခဲ့တယ်ဆိုတဲ့အကြောင်းအရာပါ အလုံးသိကြရတဲ့တရုတ်ဆောင်မင်းသားဝင်းဦးကအနုပညာလောကမှာထိတ်တန်းနေမယ်ကြီးကနဝင်းမင်းသားတက်လက်ဖြစ်ခဲ့ပါတယ်။တရုတ်ဆောင်မင်းသားဝင်းဦးဟာတရုတ်ဆောင်လဲကောင်းတယ်လို့အဆိုလဲကောင်းတဲ့သူပါဝင်းဦးကအမြင်ကျော်ကြားတဲ့တခြင်းများစွာသိဆိုနိုင်ခဲ့ပါတယ်။ဒါ့အပြင်ဝင်းဦးဟာစာရေးဆရာ၊ဒါရိုက်တာ၊ရုပ်ရှင်ထုတ်လုပ်သူ၊ပရိုဂျူဆာ၊စာရေးအနုပညာအလုပ်တွေမှာအောင်မြင်မှုတွေများစွာရရှိခဲ့သူပါ။ဒီလိုမျိုးအောင်မြင်မှုတွေများစွာရရှိထားတဲ့မင်းသားဝင်းဦးကစီးစိမ်ဥစ္စာချမ်းသာကြွယ်ဝမှုတွေကလည်းပြောစရာမလိုအောင်ကိုပြည့်စုံများပြားလွန်ပါတယ်။ဒါကြောင့် ောင်းလဲဝင်ဦးကိုမနာလိုကြတဲ့အနုပညာလောကတွေကသူတွေအများကြီးရှိပါတယ်။ဒါကြောင့်မေလာတော့မသိပါဘူး။ဝင်ဦးကအောင်လန်းဆုံးအတတ်ပညာတွေနဲ့လောက်ကျန်ခံရတယ်ဆိုတဲ့ပြောကြားချက်တခုထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုမျိုးဝင်ဦးကွယ်လွန်ဆုံးပါသွားတဲ့အကြောင်းကိုပြောလာသူကတော့တရုတ်ဆောင်တဲ့အဆိုတော်ကဏ္ဍဝင်အနုပညာရှင်ဝင်ဦးရဲ့အရင်ဒီဆုံးမိတ်ဆွေဒေါ်အိုင်ရင်တန်လာဖြစ်ပါတယ်။ လူတော်တော်များများကတော့ဝင်းဦးကိုဦးမကြီးခင်စာယောဂနဲ့ကွယ်လွန်သွားတယ်လို့သိကြပါတယ်။ဒါပေမဲ့လည်းတရုံဆောင်မင်းသားဝင်းဦးကအောက်လန်းနီးနဲ့ပြူစားခံရတယ်လို့ဒေါ်အန်ရင်တင်လာကဆိုခဲ့ရပါ။ဝင်းဦးဟာဦးမကြီးခင်စာကိုခံစားရအပြီးနောက်ဆုံးရန်ကုန်မြို့မြားရတနာစီကဲမှာကုသနေစဉ်သူ့ကိုအနက်ရောင်ဝေထားတဲ့အမျိုးသမီးတဦးကစူးစိုက်ကြည့်ပြီးရောရန်တွေ့နေတယ်လို့ဒေါ်အန်ရင်တင်လာကိုပြောပြတယ်လို့ဆိုပါတယ်။ဒေါ်အန်ရင်တင်လာကတော့သူမရဲ့မိတ်ဆွေဝင်းဦးဟာနောက်ဆုံးချိန်မှာအမြင်အာရုံဝေဝါးတာလို့ထင်ခဲ့ရပါ ဒီလိုနဲ့ပဲတရုတ်ဆောင်မင်းသားချင်းဝင်ဦးကွယ်လွန်သွားပြီးရဲ့နောက်ရက်လယ်မှာတော့ဝင်ဦးဟာမင်းကလေးငယ်တဦးကိုပူးကပ်ပြီးတော့သူကယောဂာနဲ့ဆုံးသွားခဲ့ရမဟုတ်ပဲအောင်လန်းနီနဲ့ပြူစားခံရပြီးတော့ကွယ်လွန်သွားခဲ့ရဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါကြောင့်အထက်လန်းဆရာတယောက်ကိုပင့်ဖိတ်ပြီးတော့စစ်စေးတဲ့အခါမှာဝင်ဦးအိတ်ခဲတဲ့ကရင်အောက်မှာဝင်ဦးသေ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 းဆိုတဲ့ရေးထားတဲ့အင်းစာရွက်တွေဝင်ဦးရဲ့ပကြီးကအောက်မှာအစိမ်းထေသွားတဲ့အမျိုးသမီးရဲ့အယိုးစုစပင်လက်သေးတွေဝင်ဦးတောက်တဲ့ရေစင်ထဲမှာလူ အယိုးတွေကိုတွေးခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းအထက်လန်းစီယာကဝင်းဦးဟာတော်တော်လေးကိုမုံတည့်ရသူတဦးကလှုပ်ကြံခဲ့တာဖြစ်မယ်လို့မှတ်ချက်ပြုခဲ့ရဆိုပြီးဒေါ်အိုင်ရစ်တင်လာကပြောပြခဲ့ပါတယ်။တရုတ်ဆောင်မင်းသားဝင်းဦးကိုဘသူတွေကဒီလောက်တောင်မုံတည့်ပြီးတော့အောင်လန်းနဲ့လှုပ်ကြံခဲ့တယ်လဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိပါဘူး။ဒါပေမဲ့ဝင်းဦးဟာမကွယ်လွန်မဆုံးပါခင်မှာသူ့ရဲ့စာချုပ်စာတမ်းနဲ့မွေးစားခဲ့တဲ့တားရဲ့စိုးမိုက်မှုတံကိုတော့တော်တော်လေးခံစားခဲ့ရတယ်လို့ဆိုပါတယ်။ အဆိုပါသားဟာဝင်းဦးနောက်ဆုံးချိန်မှာတောင်ဓာတ်ထန်ပြီးတော့အမွေလာတောင်းခဲ့တယ်လို့သိရပါတယ်။ဝင်းဦးကဒီလိုအခြေအနေတွေကြောင့်မွေးစားသားကိုအမွေမပေးခြင်းလို့တည်ရန်စာထားဖို့အတွက်ဗုဒ္ဓဘာသာကနေခရစ်ယာန်ဘာသာကိုကူပြောင်းသွားခဲ့တယ်လို့လည်းသိရပါတယ်။ဝင်းဦးဟာကွယ်လွန်ဆုံးပါသွားပြီးမှတော့သူပိုင်ဆိုင်သမျှအမွေတွေကိုဒေါ်အိုင်ရစ်တင်လာကိုလွှဲအပ်ခဲ့ပါတယ်။အဆိုပါအမွေကိစ္စနဲ့ပတ်သက်ပြီးတော့ဝင်းဦးရဲ့မွေးစားသားကြော်စွာဝင်းနဲ့ဒေါ်အိုင်ရင်တင်လာတို့ကြားမှာနှစ်ပေါင်းများစွာအမှုရင်ဆိုင်ခဲ့ရပါတယ်။ဝင်းဦးရဲ့အမွေအမှုကရှေ့နေ တွေကြားထဲမှာကိုးကားရတဲ့အမှုအဖြစ်ရှိနေသေးပါနောက်ပိုင်းမှာတော့ဒေါက်အိုင်ရင်တင်လာကအနိုင်ရခဲ့ပြီးတော့ဝင်းဦးရဲ့မွေးစားသားကတော့ဖုန်ကြီးเจ้าမှာပဲစိတ်ထောင်းကိုချင်းနဲ့ကွယ်လွန်သွားခဲ့ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရုတ်ဆောင်မင်းသားဝင်းဦးကအောက်လန်းနဲ့ကွယ်လွန်သွားတယ်ဆိုတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်